ဒီကိုရအောင်မင်္ဂလာပါဖော်ဘွားညူဆေးစီယာပေါ့ကတ်စီစဉ်နေပြီးရန်ကျိုးစပိုင်းကိုပြီတော့ပြင်မဲ့ကျွန်တော်ပေါ့ကတ်ကတော့ဒါကျွန်တော်ရေကိုကျော်ကြီးရဲ့ဟိုဆွေးနွေးတောင်းတမှာမဟုတ်လို့အဓိကတော့ကျွန်တော်လီဗာပူးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးတောင်းတဲ့ချိန်မှာပေါ့ခရစ်ရှိချိန်မှာဆိုရင်တော့ဒီကိုရအောင်တီးခဲ့တဲ့အချိန်လေ international break မတိုင်ခင်မှာဆိုရင်ဒီမဘူးကတော်တော်ကိုကျွန်တော်ဒီ club record အနေနဲ့ဆောက်ဆိုလို့ကျွန်တော်အနိုင်ပွဲတွေဆက်ခဲ့တာ Crystal Palace ကိုရှုံးပြီးမှဆိုရင် နောက်လျှောက်ဆိုလို့ကျွန်တော်တို့ဒါရှုံးပွဲကြုံတွေ့ခဲ့ရတာဒါ Crystal Palace အင်္ဂွင်းဘာပြောမလဲအဝေးကွန်းတော့ကန်နေနေဟာတော့ကမ2-1ဆိုရတဲ့ခုရှုံးနေပြီးကရတာစာရီလိုအသင်းမျိုးကိုဒါပြောမလဲကရတာစာရီရဲ့အင်္ဂွင်းကတော့ပြည့်ဒါပေါ့ကျွန်တော်ခက်ခဲပါတယ်ပြောမလဲဆိုရင်ဒီကေကိုဥပပမှာကျွန်တော်တို့အားပေးမှုအကျဉ်းဆုံးလို့ပြောလို့ရမယ်ကရတာစာရီတော့မဲ့ club record ရရှိကြည့်ရမယ်ဆိုရင်က Liverpool ကဒီကေကိုမြင်မာရဲ့အသင်းပြပြီးခဲ့တဲ့နှစ်ကကျွန်တော် Premier League မှာ ပေးဖို့အကောင်းဆုံးဆုံးဒါစုမလားအောင်မြင်မှုရရှိခဲ့တဲ့အသင်းသင်းကဒါဂရတာဆာရီလိုအသင်းမျိုးကိုဝမ်းစည်းဆိုရောင်းတဲ့ခုနဲ့တွင်းကိုတောင်မှာဘောက်ဆွက်ပြန်မလို့နိုင်နဲ့ရှုံးခဲ့တာဒါပြင်ချယ်ဆီကိုလည်းဝေးဝေးသွားခဲ့နေနေတာတခုမှာ2-1ဆိုပြီးရောင်းပြီးမြန်ရှုံးခဲ့တယ်ဆိုတော့ဒီလိုမျိုးရှုံးပွဲကြုံတွေ့လာတဲ့နေသားတခုမှာတော့လော်ဘူတီတေးကြပါတယ်ပြောမှဆိုရင်ပြီးခဲ့တဲ့နှစ်ကမန်ချက်စတာစီးတီးလိုမျိုးမဖြစ်နိုင်အောင်ကြိုးစားမှလုပ်ရမယ်လို့နော်ဒါစီးတီးဆိုရင်ပြီးခဲ့တဲ့နှစ်ကဆိုရင်10ပွဲလောက်လား9ပွဲလောက်လားအဲ့လိုကြီးကြီးဒါ ဟိုရှင်ရှုံးွဲရောက်ကြုံတွေ့ကြတယ်ဗျနိုင်နိုင်ပွဲကိုမတွေ့ကြဘူးလို့ဆိုတော့အဲ့လိုမျိုးနေတာတစ်ခုကိုဒါ international break ပြီးမှတော့ liverpool အနေနဲ့ရှာဖွေဖို့တော့လိုအပ်တယ်လို့ထင်တယ်ကျွန်တော်တွေ့ရမယ့်ကစားသမားတွေကျွန်တော်တို့ရဲ့ဒါ manchester united ပေါ့နော်ဆိုတော့အဲအားကို anfield မှာတွေ့မယ်ဆိုရင်တော့တွေ့တွေ့မှာဆိုတော့တကယ်ကိုမှ liverpool ဒီပွဲကို bounce back အကောင်းဆုံးပြန်ပြီးတော့ပြေလည်နိုင်မှာရနိုင်မယ်ဆိုတော့အဲ့တော့ကြောင့်မလို့ဒါပါဘူးဒီဒါခုတည်းရှိချိန်မှာတော့ရှုံးပွဲတွေတည်းကနေပြီးတော့နိုင်ပွဲတွေကိုကနေယူဆောင်ဖို့အတွက်တကယ်ကိုလိုအပ်ပါတယ် အဲဒါပြီးရင်လည်းကျွန်တော်ချန်ပီယံလိပြန်ပွဲတွေတွေ့ရအောင်မယ်ဆိုတော့တော်တော်မှကျွန်တော်ဦးအတွက်တကယ်ကိုအကြည့်အကောင်မပွဲစဉ်ဒါအပြင်အဲကျွန်တော်တို့ဒါ brand phone နဲ့ဒါ wave token ပြန်ပြီးသွားပြီဆိုတော့ EFM မှာ crisis balance နဲ့မချေပွဲပေါ့နော်ဒါ crisis balance နဲ့တော့မချေပွဲဆိုရင်တော့ premier league မချေပွဲကော community ရှိမချေပွဲတော့ဒီတော့ညနှစ်ပွဲရှိရဆိုတော့အဲ့တော့ကြောင့်မလို့ဒါတကယ်ကိုမစိတ်ဝင်စားဖို့ကောင်းမယ်ဒါအပြင်ကိုမှကျွန်တော်တို့ Champions League မှာတောင်းလျှောက်ဆိုသူတို့ rival တို့တုံ့ပြန်လို့ရမယ် Real Madrid နဲ့ Liverpool ဒီ November 9ရက်နေ့မှာကျွန်တော်တို့လက်ခံရှင်ပြိုင်ရမယ်ဆိုတော့ လီဗာပူးအတွက်ပွဲချက်တွေကတော့နည်းနည်းလာပြီပေါ့နော် PSC တီးတို့ပေါ့ဒီလိုမျိုးအသင်းတွေနဲ့တွေ့ဦးမှာဆိုတော့တော်တော်လေးဆက်မစားဖို့ကောင်းပါရဲ့ဟိုအနိုင်ရတဲ့ဒီကနေပြောပြနေရုံထုတ်ဖို့တူရတယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တို့အစီအစဉ်ကိုကျင်းပတဲ့ဆိုရင်ကျွန်တော်တို့ဗီဒီယိုတို့ like လုပ်ပြီးဒီအပိတ်ကြောင့်ပို့တောင်းဆိုချင်ပါတယ် channel ကို subscribe လုပ်တယ်ဆိုတော့ subscribe လုပ်ပြီးအပိတ်ကြောင့်တောင်းဆိုချင်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒါဒီဘဘူးနိုင်ပွဲတွေပြန်ယူနိုင်ဖို့တူရတယ်ဆိုရဲ content နဲ့တူကျွန်တော် stream ကြည့်မယ်ပို့ဆိုတော့ခုလက်ရှိချိန်မှာဒီဘဘူးကကျွန်တော်တို့ဒါ hero architect ကိုခေါ်ပြီးနောက်ပိုင်းမှာဆိုရင်တော့ UI architect ကတော့တော်တော်လေးဒါအသုံးတော်ခံအောင်မြင်တွေ့ရမယ်ဒါအမြင်ကမှကျွန်တော်တို့ဒါ essential ပဲဆိုရင် essential ရဲ့ခုလက်ရှိပုံပတ်သက်မှုကတော့ပြောမှဆိုရင် UI architect လည်းတော့ impact မကြီးသေးဘူး UI architect ကကျွန်တော်ခေါ်ယူပြီးနောက်ပိုင်းမှာဆိုရင်တော်တော်လေးကိုမှကောင်းမွန်တဲ့ကျွန်တော်တို့ performance ကြီးပြသခဲ့တာ essential ရှင် essential ကတော့ခုလက်ချိန်မှာပွဲချိန်နေပါသေးတယ်ပါတာပေါ့နော်ဆိုတော့အဲ့တော့ကြောင့်မလို့ essential ကိုတော့ကျွန်တော်အများကြီးအပြစ်ပြောလို့မရဘူးတို့ပေမဲ့လည်း UI architect က တခြားသော league club တစ်ခုကနေလာပြီး premier league စီမီတက်မှာအသုံးတော်ခံတယ်ဆိုတော့ဒီလိုမျိုးအနေနဲ့ဒါကအီးစက်နေတယ်ဒီထက်ပိုပြီးလုပ်ပြတဲ့နေကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအရာတွေက fluctuation မှာ liverpool နေနေတာဟို struggle ဖြစ်နေရရာလို့ပဲကျွန်တော်ထင်တယ်ဒါရင်က florian vasquez ခုနှစ်ချိန်တည်းကိုပေါ့ကိုတွက်တက်မှုအားနေနေတဲ့အချက်တွေက liverpool နိုင်ပွဲမရရှိရတဲ့အပေါ်မှာတော့တော်တော်လေးဒါလှုပ်ခတ်စေလာတဲ့အချက်ပဲဒါပြောရမလို့ဆိုရင်ဒီလိုမျိုး ိုကျွန်တော်တို့တောက်ဆောက်ဆိုတို့ရှုံးပွဲဂျုံတွေးရနေတာတခုမှဒီလိုမျိုးကစားသမားကြီးကလီဗာပူးအတွက်ဒါကျွန်တော်တို့အဖိုးတန်အနိုင်တွင်းကိုတော့တွင်းပေးရမယ့်ပုံစံမျိုးကိုတော်တော်များများဒီဘဝတွေတည်းကြီးကိုဆိုပူပြီးမျောနေမှာပေါ့ဆိုဒီလိုမျိုးအရာတွေတော့မှမလုပ်ပြနိုင်ဘူးဆိုတော့ဒါဒီကျွန်တော်တော်တော်လေးဟိုစောကြဖြစ်ပါတယ်ဘယ်တို့ကြောင့်လဲခုတောင်ပွဲစဉ်နေရတယ်ဘုဒ္ဓတရားကိုရေးကြည့်ရခုတောင်မဲကျွန်တော်ဒါစနစ်တနည်းနည်းလေးမှာကဲနေမယ်တကယ်ကိုလမ်းလမ်းပြီးဖြစ်တဲ့ကျွန်တော်တို့တကယ် ဘာလဲဘာဘူးနဲ့မန်ချက်စတာတို့ပွဲစီရတယ်တကယ်ကိုလီဗာပူးတို့လည်းအရေးကြီးတယ်တစ်ဖက်ယူနိုက်တက်တို့အရေးကြီးမလို့ဆိုတော့ခုလက်ရှိကလီဗာပူးကြောင်းပြောနေဆိုတော့လီဗာပူးတို့ပိုပြီးအရေးကြီးပါတယ်ဒါအဖီမှာဆိုရင်ယူနိုက်တက်ကိုနည်းနည်းစားတိုင်းကျွန်တော်အန်ဒါမီယူနိုက်တက်ကိုဒါဒီကျွန်တော်စတန်စီကပြောတာဟုတ်တယ်ကျွန်တော်ဟိုတန်ဟက်လက်ထက်တော့ဆယ်မီဂျင်းနိုင်ခဲ့တာမှန်တယ်ဒါပေမဲ့တန်ဟက်ဒုတိယယာတီမှာဆိုရင်ကျွန်တော်စီစီတည်ကြတယ် အဲ Ruben Amorim လာတော့ဆိုတူတူတည်ကြရဲဆိုဒီနောက်ပိုင်းမှာဆိုဒီနှစ်ရာသီဆက်မှာဆိုရင်တော့ဒါ AFC မှာ Liverpool နဲ့ United ကိုမနိုင်သေးဘူးမို့နော်ဆိုတော့အဲ့ဒီအရာကိုလည်း bounce ပြန်လုပ်နိုင်ဖို့လိုအပ်တယ်ဆိုတော့အဲ့ဒါကြောင့်မလို့ဒါ Liverpool တွေအဲ့ပွဲကိုတော့တည်ကြတော့ online တဲ့ပုံစံမှာဒါအမြင်ကမှကျွန်တော်တို့ Liverpool ရဲ့ခုနှစ်ရှိအတင်း form ကိုကြည့်ရမှာဆိုရင်ကဟိုဟိုကျွန်တော်ဒီ ဆာလာကလည်းကျွန်တော်ထင်လို့ကျွန်တော်ကပြီးခဲ့တဲ့ရာသီတွေလောက် on form မဖြစ်နေသေးရတယ်ခုလေးကျင်မလီဗာပူးစထရဂယ်ဖြစ်ရတဲ့အဓိကချက်တွေမျိုးကျွန်တော်ထင်တယ်ပေါ့ဆိုတော့အဲ့ဒါကြောင့်မလို့ဒိုင်းနဲ့ပတ်သက်ပြီးဆွေးနွေးသုံးသပ်ချင်ဘူးဆိုတော့ကိုကျော်ကြီးအနေနဲ့အခုတည်းရှိလာမယ့်လီဗာပူးဖစ်ချာနဲ့အတူပဲလီဗာပူးရဲ့နိုင်ပွဲတွေရရှိဖို့အတွက်ဒါဘယ်လိုမျိုးတွေလိုအပ်လဲဆိုတော့သုံးသပ်ပေးပါမယ် ကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်သုံးသက်သွားချင်တာတော့လီဗာပူးအရင်တော့ဒီလိုမျိုးဒီသုံးပွဲဆက်ဘာကြောင့်ရှုံးလိုက်ဆိုတဲ့အကြောင်းကိုကျွန်တော်သုံးသပ်မယ်ပြီးရင်တော့နောက်လာမယ့်အချိန်တွေမှာဘောက်ဆက်ပြန်လို့ဖို့အတွက်ဘာတွေလိုရလဲဆိုတာကိုကျွန်တော်ရဲ့အမြင်မျိုးတော့သုံးသပ်သွားမယ်ဆိုတော့ညီကိုရီးယားကကျွန်တော်ရဲ့ပြောတာတွေကိုနားထောင်ပြီးတဲ့အချိန်မှာညီကိုရီးယားကျွန်တော်နဲ့အမြင်မတူဘူးဆိုလို့ရှိရင်ကိုယ့်ကိုယ့်ရဲ့အမြင်ကိုကိုယ်မှမရှိပေးခဲ့ကြပါဘူးအကြောင်းဆိုချင်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်ဒီသုံးပွဲဆက်ရှုံးပွဲကြုံတွေ့ရတဲ့အကြောင်းကိုပြောရမယ်ဆိုရင်ဒါကကိုယ့်ဒီ community တိုင်းပွဲတွေကစလို့ရတယ် ။ဘာကြောင့်ကျွန်တော်အဲ့လိုပြောရလဲဆိုတော့လီဗာပူးက community ဓာတ်ပွဲစဉ်ကစလို့ Arsenal ပွဲမတိုင်ခင်ကြီးတောက်လျှောက်ကိုတပွဲကိုနှစ်ဘိုးပေးရပါတယ်။လီဗာပူးခံစစ်က Van Dijk Chelsea အဲ Chelsea နဲ့ပွဲမှာဆိုလို့ရှိရင်ကျွန်တော်လူပြောများခဲ့တာ Kai Sidon အလုံးကိုဖိကောက်ပြီးတော့ကာခဲ့တဲ့ပုံစံ။နော်ဒါကတော့တော်တော်လေးလူပြောများခဲ့တယ်ဆိုတော့အဲ့ဒါတော့ထားလိုက်ဒါကတော့ဟာတာနေမပြောဘူး။ဆိုတော့ဒီမတိုင်ကလေးက Arsenal နဲ့ပွဲမတိုင်ခင်ကလေးကဒါလီဗာပူးရဲ့ခံစစ်က ရှိကီတမားဖြစ်တယ်ဗျပြီးလိုက်ရတဲ့ဂိုးတွေကအပေါ်စားဂိုးတွေတဖြည်းဖြည်းများလာတယ်လီဗာပူးပါကြောင့်အဆင့်တက်မှရှိမနေရဲဆိုလို့ရှိရင်အဓိကအကြောင်းရင်းကခံစစ်ကြောင့်ပါကျွန်တော်တို့လီဗာပူးတိုက်စစ်ကတက်တနာရှိရလို့ကျွန်တော်တို့မထင်ဘူးတိုက်စစ်တစားသမားတွေမှာဒီဈေးကြီးပေးဝယ်ထားရတဲ့ဟိုတော့ဒါအဲလက်ဇန်ဒါအစ်ဆက်တို့ဆိုရီယာဗက်တို့ဒီလိုကစားသမားတွေကပြပြလေးတန်ကိုတွေရှာမတွေ့သေးဘူးဆိုပေမဲ့အဲသူတို့ကလည်းတနည်းတစ်ပုံတော့စကားကွက်ထဲမှာအဲတေချာစီးမျောနိုင်ဖို့အတွက်စူးစမ်းပေးနေတဲ့အနေအထားတွေမှာကြောက်တွေ့ရတယ် Victorian Bus ဆိုစီးမျောနိုင်နေရတယ်ဒါပေမဲ့သူ့အနေနဲ့ကဒါဟို assist တို့ goal သွင်းတာတော့အဲ့လိုရှာဖို့တော့တော့ဒါကိုခက်ခဲနေတဲ့အနေအထားရှိတယ်အရှိတီသုံးပွဲ Galatasaray ပွဲ Crystal Palace ပွဲ Chelsea ပွဲရှုံးရတဲ့အကြောင်းရင်းကိုကျွန်တော်လိုက်စာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီခန်းစစ်ပြခန်းစစ်ကဘူပီရတဲ့ပြဿနာတော့ Liverpool and Lydia Anislaw ရှာဖွေနိုင်မှဖြစ်မယ်မဟုတ်လို့ရှိရင် Manchester United ကိုသွားပြီးတော့ကစားဖို့တော့ကတော့ကူမာတော့မဟုတ်ဘူးဗျာ ကျော်ဘာကြောင့်အဲ့လိုပြောရလဲဆိုတော့ Manchester United ကလည်းအရင်ကောင်းတဲ့အသင်းတစ်သင်းမဟုတ်ဘူးတော်တော်လေးကိုဆိုးရွားဆုတ်ပြတ်နေတဲ့အသင်းတစ်သင်းဒါပေမဲ့အဲ Manchester United အသင်းကဒါ Liverpool နဲ့တွေ့ပြီဆိုလို့ကျဘယ်လောက်ပဲဆိုးရွားဆုတ်ပြတ်နေပြီးဖြစ်ပါစေရောဒီအောင်နေရသွားရဲ့ငါတို့ကွာဟိုဘယ်လောက်ပဲဟိုထိုင်ရရထားတဲ့ကြားတော့ဖြစ်ပါစေငါတို့ကကြားတော့ဖောင်ပဲဆိုတာတော့ပြပြနိုင်တဲ့နေရာမှာရှိရင်အဲ့လို့ဆိုတော့အားလုံးအနေနဲ့ကအခု international break ခံသွားတာသူ့တက်တအောက်ကန်ကောင်းတာ ဘာကြောင့်ကျွန်တော်အဲ့လိုကံကောင်းလို့ပြောရလဲဆိုတော့သူ့အနေနဲ့ဘာကြောင့်ဒီ၃ပွဲရရှုံးခဲ့ရလဲဆိုတော့တေချာ review လုပ်နိုင်တယ်ဗျာအဲ့လိုမျိုး review လုပ်ဖို့တော့အချိန်အချိန်ကောင်းကောင်းရှိပါတယ်ဆိုတော့ကျွန်တော်တော့အန်ဆိုမာစကာကိုနီးပြအာနီဆလောကနေပြီးတော့ဟိုအတူယူစီခြင်းနဲ့ကျွန်တော်တို့ဆိုအန်ဆိုမာစကာလည်းလီဗာပူးနဲ့မတိုင်ခင်မှာသူ့အနေနဲ့ပရီးမီးယားလိ၃ပွဲစဉ်ရှုံးဒီနိုင်ပွဲပျောက်တာဇာတ်ဖို့အသေးကြတယ်မန်ချက်စတာယူနိုက်တက်ကိုရှုံးတယ်ပြီးတော့ဖရိုက်တာကိုရှုံးတယ် အိမ်ဝဲဝဲဝဲနေရှုံးတာနော်တောင်ချောင်းတောင်ချောင်းရှုံးနေတေးကြတယ်လေဘာဘူးလဲပွဲစဉ်မှာဆိုသူအရှိရပွဲစဉ်တွေမှာသူမှားခဲ့သမျှအမှားတွေအကုန်လုံးကိုသူအနေနဲ့အကုန်ပြင်ဆင်ပြီးတော့မှအာနစ်လော့ရဲ့အားနည်းချက်ကိုထောက်ပြီးတော့ကစားသွားတယ်အဲ့ဒီပွဲအတွက်အဲ့ဒီကစားကွက်ပုံစံတစ်မျိုးတည်းနဲ့ကျုံးလိုက်ပြီးတော့မှအဲအင်္ဂလိပ်ဆက်ဖို့ဘရစ်မှာအာနစ်လော့အနိုင်ယူသွားတယ်အဲ့လိုပဲဒီပြအာနစ်လော့အနေနဲ့ကသူအရှိသုံးပွဲမှာသူဘာတွေမှားခဲ့လဲဆိုတော့သူပြန်ရှိရမယ်โอเค ငါတို့တိုက်စစ်ကတော့ဂိုးတွေကတော့သွင်းနိုင်တယ်ဒါပေမဲ့သွင်းနိုင်တယ်ဆိုမှတိုက်စစ်ကစားသမားတွေပို့ပြီးတော့ဂိုးတွေမြူးလာအောင်နေတယ်ငါဘယ်လိုမျိုးဒါကစားကွက်တွေဆင်ပြင်းရမလဲဆိုတော့စဉ်းစားရမယ်ပြီးလို့ရှိရင်တစ်ခါအတင်းရနေပြီးတော့ငါတို့ပြန်ပြီးတိုက်စစ်ဆင်လာတဲ့အချိန်မှာငါတို့ကဂိုးတွေမပေးရအောင်ဘယ်လိုမျိုးငါတို့ကဖက်စစ်ဆင်ရမယ်ဖက်စစ်ကစားရမလဲဘယ်လိုမျိုးငါတို့ကဘုမပြရဖို့အတွက်ကြိုးစားရမလဲမနစ်ကလို့ခြေစွမ်းမျိုးကိုပြန်ရအောင်လို့ဘယ်လိုမျိုးလုပ်ရမလဲဆိုတော့ဒါနီးပြအန်နစ်လော့နဲ့ဒီနီးပြအဖွဲ့ဝင်တွေကပြန်ပြီးတော့ဖြေရှားရမယ်လို့ကျွန်တော်ကတော့ထင်တယ်ဗျဆိုတော့ ရှိရှိသုံးပွဲမှာအဲဒီဟိုရှုံးနေရတဲ့အကြောင်းရင်းကခန်းစစ်တက်တာကြောင့်နောက်နာမည့်အခြေအနေမှာပြင်ဆင်တင်တာဘာလဲဆိုတော့ခန်းစစ်ကိုဘုံမပြရဖို့တပြင်ဆင်ရမယ်ဒုတိယတစ်ချက်အနေနဲ့အဲဒီကြိုက်စစ်ကစားသမားတွေပုံကိုမြူလာဖို့အတွက်သူ့အနေနဲ့ဒါဟောတာပေါ့သူ့ရဲ့ဒီဘီဇနက်ပိုင်းကိုပြင်ဆင်တဲ့နေရာတွေမှာသူပြင်ပြီးတော့လုပ်ပေးရမယ်ဒါမဲ့ကျောင်းလေအာနစ်လောက်တော့အရင်ကြီးတော့ကျွန်တော်ကတော့မပြောလို့ဗျဘာကြောင့်ကျွန်တော်မပြောလို့လဲဆိုတော့သူရှုံးခဲ့တဲ့၃ပွဲလုံးက အဝေးကွင်းတွေကြီးပါပဲ Crystal Palace ကလည်း Crystal Palace အင်ကွင်းမှာသွားရှုံးတာအဲပြီးရင် Galatasaray ကလည်း Galatasaray အင်ကွင်းမှာသွားရှုံးတာ Stamford Bridge မှာလည်း Chelsea ကိုသွားရှုံးတာဆိုတော့ Palace လောကဝေးကွင်းမှာကြတော့နည်းနည်းလေးစွမ်းဆောင်ရေးကြာနေပြီးတော့အင်ကွင်းမှာကြတော့တောက်လျှောက်ကိုနိုင်ပွဲတွေရထားတာကိုတော့ကျွန်တော်တို့မေ့ထားလို့မရဘူးရေချက်ကလည်းကျွန်တော်တို့ကသွားပြီးတော့သိရမလားအချက်လက်တခုဖြစ်နေတဲ့အတွက်ကြောင့်လို့ပြောကိုပြောတဲ့နေဆိုတော့ ာနီဆိုလောအနေနဲ့ဒီအိမ်ခွေးမှာနိုင်ပွဲတွေတောက်ချောက်ရထားတဲ့ဥစ္စာကိုစံချင်တွေကိုဆက်ထိန်းထားနိုင်မှုတော့မယ်စံချင်တဲ့ပွဲစီမှာသူ့အနေနဲ့ဆက်ပို့ပြီးတော့ဟိုနောက်တန်းပြဿနာအဲဒီတက်ရှင်ကဂိုးပြင်းတဲ့ပြဿနာအဲလိုကျွန်တော်ပြောခဲ့တဲ့ဥစ္စာတွေကိုလက်ပို့ပြီးဖြေရှင်းနိုင်ခဲ့ပြီဆိုလို့ရှိရင်တော့နိုင်ပွဲတွေပြန်ချနိုင်မယ်ပြည်ရနဲ့ဒါလီဗာပူးကမိုးမန်တက်တစ်ခုပြန်ရပြီးတော့အာဆင်နယ်ကိုပြန်ပြီးရှေ့ပြန်နိုင်မယ်လို့ထင်တယ်အခုလောလောဆယ်အနေထားအရကျွန်တော်ကတော့အာဆင်နယ်ကိုတော့ကျွန်တော်ကပို့ပြီးတော့တော့မှအသာပေးတယ်လေဘာကြောင့်လဲဆိုတော့အာဆင်နယ်အသင်းရဲ့နောက်တန်းကလီဗာပူးအသင်းဆက်ပို့ပြီး solid ဖြစ်နေတဲ့အတွက်ကြောင့်ပါအဲဆိုတော့ ဒီမှာဘုတ်တင်နေနဲ့ပို့ပြီးတော့ဟိုလုံးတင်တာလည်းအများကြီးပဲရှိနေသေးတယ်ကျွန်တော်ပြောလိုက်တာကတော့နည်းနည်းရေကူးရဆန်တယ်ပို့ပြီးအသေးစိတ်မဆန်ဘူးနည်းနည်းလေးတော့ဟိုအဲကျွန်တော်ပြောရတာအဆက်က20ဆက်လောက်ပဲရှိသေးတယ်ဒီထက်ပိုတဲ့အဆက်တွေအများဆုံးအကြောင်းလဲဒီမှာဘုတ်တင်ဘုလိုမျိုးရုံးကန်နေရတဲ့နေတာရှိနေရဆိုတာလည်းဒီကိုရသိကြပါမယ်ဆိုတော့ကိုယ့်ရဲ့မြင်ကိုယ့်ဘာမှယူရခဲ့ကြပါအောင်ဆိုတော့ကျွန်တော်ကတော့ဒီလောက်ပါပဲဗျဟုတ်ပါကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်လည်းကိုကျော်ကြီးပြောရရင်မှာပါပါတယ်ဒီကတော့ကျွန်တော်တို့ဒီဘုံမူနေနဲ့ကုလာမဲ့စောင်းတီစုပ်ွက်မှာအနည်းဆုံးကျွန်တော်တို့စနေပတ်တရားတော့ ထပ်ပြီးတော့အင်အားဖြစ်နေမယ်ဆိုတော့ဒီကြောင့်ပါလေဗောဘူးဒီကျွန်တော်တို့ဒါပြန်လဲပြီးတော့တိုက်တဲ့ challenging ပုံစံပေါ့ရောက်ရှိတာပေါ့နော်ခလေးချင်းချိန်မှလည်းတိုက်တဲ့ challenging မလုပ်နိုင်လို့ကျွန်တော်ဆိုတာမဟုတ်ဒါပေမဲ့ဟိုကျွန်တော်အာဆင်နယ်ကတော့ပို့ပြီးတော့ဒေတာနေဆိုတာကသူ့မှာတကယ်ကိုကောင်းမွန်တဲ့ဒါခံစက်နှစ်ယောက်ရှိနေလို့ဆိုတော့အဲ့တို့ကြောင့်မလို့ဒါလူကခလေးချင်းချိန်မှ virtual van နဲ့ကြာရတဲ့အရာတွေဒါပြေကျော် moment ဆာလာကျွန်တော် performance ကျသွားတဲ့အရာတွေကခလေးချင်းမှလည်းပို့ပို့တော်တော်လေးဒီရာဒီမှာ impact ဖြစ်စေလို့ထင်တယ်ပေါ့နော် နောက်ပြန်ကမှဆန်နေလေးနောက်ရှိတင်နဲ့ခေါ်တဲ့ကစားသမားရယ်ခုလက်ရှိတင်မှာလီဗာပူးမှာအသုံးလုံးတိချာမခံသေးရတဲ့အကြောင်းမလို့ကျွန်တော်တို့ဒီ ERD ဒီခုလက်ရှိချိန်မှာလီဗာပူးနေနေပြင်ဆင်နေတဲ့အရာလို့ထင်တယ်ဆိုတော့ဒါမဲ့ဒါ United ပွဲတော်တကယ်ကိုမှကျွန်တော်ကြည့်တော့ကောင်းမှပွဲစဉ်ပဲအဲလီဗာပူးတွက်တယ်တကယ်ကိုဘောင်းဆွဲပြန်လို့မဲ့ပွဲစဉ်လို့ကျွန်တော်ထင်တယ်ဆိုတော့အဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်မကြခင်မှာပွဲချုပ်သုံးသက်ချက်လာမယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးကျွန်တော်လည်းဆွေးနွေးမယ်ဆိုတော့ခုတည်းရှိရတဲ့လီဗာပူးနေနဲ့ နိုင်ပွဲတွေရောက်ဖို့အတွက်ဒီကြပေါက်ဒါဘောင်းဘက်ပြန်တော့ဖို့ဘလို့ကိုလိုအပ်ပါတယ်။အခုလက်ရှိမှာအာဆင်နယ်တက်မှတ်ပဲကွာတယ်။အကယ်၍နာမည်ပွဲစဉ်တွေရှုံးမယ်ဆိုရင်တော့အာဆင်နယ်ဒါပြောရမလို့ဆိုရင်ပွဲချက်ကလည်းတူးနေနေရှိသေးရောမဟုတ်အဲ့ဒါကြောင့်မို့အာဆင်နယ်ကတူးလို့တူးလို့တော့ရုံမယ်လည်းပေါ့။ဘူးကတော့ပို့ပြီးတော့မှရုံးကြရမယ်နေတော့ဖြစ်လာမယ်လို့ထင်တယ်။ဆိုတော့အဲ့ဒါကြောင့်မို့လို့ညီကိုတွေရောဘယ်လိုမျိုးထင်မြင်ယူဆကြလဲ။အာနီစတောင်းနေနဲ့ပြန်နေပြီးတော့ကျွန်တော်ဥမော်လာပြီးတော့နည်းနည်းဆက်ချန်ပီယံအဆုကိုပြန်နေပြီးတော့ ပိမ့်ပိုင်နိုင်မယ်ထင်တာမဟုတ်ပဲခြားသောအရာတွေကခရီးချင်းမှာလီဗာပူးမှာဘယ်အရာရဲ့လိုအချက်ရှိတယ်လို့ထင်ကြတယ်ဆိုတော့ကောမန့်မှာပြောစနေညခုမှလို့ရပါမယ်ဆိုတော့အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျာ